ຫນွေဦးနော်တိန်ကိုနားဆင်အားပေးနေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကစိတ်ရောကိုယ်ပါစမ်းမာလန်းဖြာကြပါစေခင်ဗျာအခုဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့တမားလူဒိုမရိုင်းတဲ့ဆိုတဲ့ SD ကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာတမားလူဒိုမရိုင်းတဲ့ ကမ္ဘာ့ဖလားခြေစပွဲမြန်မာနဲ့အိုမန်တို့ကစားကြပုံအကြောင်းလူတိုင်းလူလူတီးပြီးဖြစ်ဘာတွေဖြစ်ခဲ့ကြောင်းကိုလည်းအားလုံးမျက်မြင်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာဘောလုံးပွဲကြီးပြိဿအပေါ်အပြစ်ပုံချကြသည်ကိုလည်းကြားနေဖတ်နေရသည်ဒါဖြစ်မဟုတ်ဘူးလားအပြစ်မရှိဘူးလားမေးရင်တော့ငင်းမှုခတ်နေပြန်သည် လူတက်တည်ပစ္စည်းတက်တည်ဗီဒီယိုတက်တည်တပ်ပုံတက်တည်တွေအစုံလင်ရှိနေမင်းကိုတို့ရပင် ပြဿနာတစ်ခုကိုဝေဖန်ဆန်းစစ်ရမှာဘာရီဖြစ်ခဲ့တယ်လဲဆိုတာတစ်ခုတည်းကိုကြည့်ပြီးသုံးသပ်ယူမရ။ဘာကြောင့်ဖြစ်တာလဲဆိုတော့အချက်ကိုပါ ထဲသွင်းစဉ်းစားဖို့လိုသည်။ခုကိစ္စမှာပြဿနာကအိုမန်နိုင်ငံမှာစတင်အရင်ခံခဲ့ခြင်းဖြစ်ပြီးမြန်မာဘောလုံးအသင်းကအိုမန်မှာအဝေးကွင်းဖြစ်ပထမအကြော်သွားကစားခဲ့ရသည်။အိုမန်တို့ကအင်ရှင်အခွင့်အရေးကို အပြည့်အဝတာမက ပူပူတတကြီးကိုယူဖြစ်ခဲ့သည်။ဒိုင်လူကြီးလားစစ်ချက်ဒိုင်လားတော့မသိ။ ူကလဗလွန်နိုင်ငံသားဟုကြားရ၏။တနင်္ဂနွေစီဖြစ်တော်လဲလူမျိုးချင်းဆက်နွယ်မှုရှိနေသည်။ဒါလဲထဲစင်းစားเสียဖြစ်၏။ထိုချက်ကိုတတ်သိပြလိုက်သည်မှာဘောလုံးပွဲတွင်ဒိုင်လူကြီးကအင်ရှင်ဘက်ကိုတိတိတသားကြီးမျက်နှာသာ ပေးခဲ့ခြင်းပင်ဖြစ်၏။မြန်မာဘောလုံးသမားတွေနည်းနည်းလှုပ်တင်နဲ့ပြည်တံပေါ်ပေးသည်။အိုမန်ဘက်ကလှုပ်လျင်မတိကျိုးကြုံပြုတ်နေသည်။ဒီတော့မြန်မာအသင်းသားတွေက မိမိတို့ဂိုးအေရီယာနားတွင် ဝင်ပူးပြီးမဖြတ်ရဲဒီပြောကွက်ကိုခွင်ကောင်းယူပြီးအိုမန်တို့တကိုးရသွားသည်ဒီလောက်ဖြင့်မကြံ့နဲ့နိုင်သေးနောက်တကိုးရအောင်ကြံအုံးမှအပြစ်ချောက်ရမရသောအခါမြမဂိုးသမားဘလုံးကင်ကြရဲဆိုပြီးဂိုးအေရီယာထဲမှာပြစ်ဒဏ်ပေါ်ပေးလိုက်လေသည်ဂိုးသမားတယောက်အနေဖြင့်ဘလုံးကိုတတ်မှတ်ထားသောအချိန်ထက်ပိုပြီးကြောင်ကင်ထားလျင်ပြစ်ဒဏ်ပေါ်ပေးနိုင်သည်ဆိုသောဥပဒေရှိကြောင်းကြားပူပါသည်တို့ရတွင် အသုံးပြုလိမ့်မရှိပါ ပွဲပေါင်းရာနှစ်ထိကြီးခဲ့ဘူးတော့လေဒါမျိုးမတွေ့ဘူးပါများသောအားဖြင့်ဂိုသမအချိန်ဆွဲသည်ထင်လျင်ဒိုင်လူကြီးကခရာမှုတ်ပြီးမြ мян ကံမှုအချက်ပေးသည်ဒီလိုမှမရလျင်အဝါကပ်ပြသည် နောက်တစ်ခါဆိုလျင်နှစ်ဝါတနည်းဖြင့်ထုတ်ခံရမည်ဖြစ်ကြောင်းတတိပေးသည်ဒီလောက်ပဲအခုတော့ပြစ်ဒဏ်ပေါ်မှာရှံထွက်လာရကတဆင့်အိုမန်တို့ဒုတိယကိုရသွားတော်သည်ဒီနောက်မှာမြမအသင်းကအဝေးကိုပြန်ရဖို့ဖိကစားသည် ထပ်ဆောင်းချိန်3မိနစ်ပေးရမှာမြန်မာတို့တောင်းကန်ဖို့ရသည်ပွဲပြီးဖို့3မိနစ်လိုတော့လဲဒိုင်လူကြီးကကန်ခွင့်မပေးဘဲပွဲသိမ်းခရာမှုတ်ပစ်လိုက်သည် ပရီးမီးယားလိပွဲတွေကြည့်ဖို့ဤအချိန်စိနေသည့်အတိုင်းတောင်းကန်ဖို့ရလျင်တစ်ချိန်တော့အခွင့်အရေးပေးရသမျှဖြစ်ဤခုတော့အချိန်တောင်းမရှိသေးကျွန်တော်တို့ငငယ်ကအာရှဖလားဘိုလူပွဲမှာအင်ရှင်အီရန်က အခုလိုပဲနှီးမျိုးစုံနဲ့ညစ်ပြီးမြန်မာကို အနိုင်ယူခဲ့ပိုသည်နောက်တစ်ခါ မြန်မာအသင်းပြပပွဲသွားကစားရသောအခါဂန်နဝင်ကာတွန်းဆရာကြီးဥဖေသိန်းကအီရန်ထိုရန်တွေကိုလည်းတရီထားကြပါဆိုပြီးအီရန်နဲ့အီရန်ကိုတန်တူတောင်းခွဲလုပ်၍ကာတွန်းပုံဖြင့်ပညာသားပါပါတည်ရတာမှတ်မိသေးသည်။အိုမန်မြန်မာအညစ်ခံရသဖြင့်မြန်မာပြည်သက်မှာအတော်ကြီးခံပြင်းနေကြသည်။နေနဲ့အောင်ငါတို့အိမ်ကွင်းကြရင်တိမဲဟုဒိတ်ထားကြသည်။ဒိုင်လိုကြီးအပေါ်မှာလည်းအာကိုမျောလင့်ထားကြသည်။ တကယ်လဲကစားကြရောဂျပန်နိုင်ငံကြီးကမြန်မာအသင်းဘက်ကိုမျက်နှာသာမပေးတဲ့အပြင်ပနယ်တီပါပေးလိုက်သေးသည်တကယ်တော့ထိုပနယ်တီမှာပေးလဲရသည် မပေးလဲရသည် ဆိုသောအနေအထားဖြစ်၏ပေးထိုက်သည့်အတွက်ဒိုင်လူကြီးမှားတယ်လို့ပြောလို့မရတို့ရတယ်ပွဲဤလက်ရှိအခြေအနေကိုထဲသွင်းစဉ်းစားတင်သည်ထိုချိန်တွင်အိုမန်ကတကိုးသွင်းထားပြီးပြီပထမကြော့တော့ကလည်းနှစ်ကိုးကိုးမရှိဒီတော့အဝေးကိုးအပါဝင် သုံးခုအတာရထားပြီးပြီမြမသိန်းနေဖြစ်တရေရလက်ကိုတော်မျောလင့်စရာမရှိတော့လေးခုပြန်သွင်းနိုင်မှသာခြေစပွဲအောင်တော်မြည်ဒါလည်းဖြစ်နိုင်မို့မလွယ်တော့ဒီလိုအချိန်မျိုးမှာပနက်တီကိုမပေးပဲထားလိုက်လျင်အမှန်ဘက်ကကန့်ကွက်ကောင်းကန့်ကွက်မြည်သို့တရအောင်သူတို့ခြေစပွဲအောင်ဖို့ချိန်တည်တဲ့လောက်ဖြစ်နေသောကြောင့်ပြင်းပြင်းထန်ထန်တောင်းဆိုမှာမဟုတ်မြမပရိသတ်ကသာဒီတိုင်းလူကြီးငါတို့ဘက်ကိုညှတာသားပဲဆိုပြီးကျင့်နဲ့သွားပြီး တကယ်နဲ့တိုင်လူကြီးဆိုရင်ထိုပနတီကိုပေးမှာမဟုတ်တိုင်လူကြီးဆိုဒီမှာဥပဒေအတိုင်းအတိအကျအပြစ်ပေးုံဖြင့်တာဝန်ကျေသည်မဟုတ် ပွဲလှအောင်ပွဲငိန်အောင်ထိမ့်တက်ဖို့လဲလိုသည်ခုတော့ဂျပန်တိုင်လူကြီးကအရေးသုံးပါနားမလဲတာလားဥတိကျလှုပ်ချင်တာပဲလားမသိမလို့အဖဲပနတီပေးချလိုက်ရာပရိသတ်ဤဒေါသကိုနှစ်ဆတိုးသွားစီပြီးပွဲက ပိုဆူလာတော့သည်တိုက်ဆိုင်မှုတစ်ခုကိုတတိယမိသည် ုတခါတိုက်တာဖလားဆင်မင်းဖိုင်နယ်မှာစင်ကာပူနဲ့ကစားတော့မြန်မာအသင်းပြဿနာတက်ခဲ့ရတာလဲဂျပန်တိုင်းပဲအိုမန်ကစားသမားတွေအပြုတ်မှုကိုလည်းထောက်ပြခြင်းနေသူတို့ဒီဘာမောက်တာလေးနဲ့လှဲကြလူးလိမ့်ပြီးအချိန်ဆွဲဖို့ကြိုးစားတယ်ကိုသမားကလည်းပွဲနှောင်နေအောင်လှုပ်တာမကြာခဏပြီးတော့သူတို့ရဲ့မထင်မဲ့မြင်ပြုတ်မှုတွေကပရိသတ်ကိုတမင်တက်တက်စွာပေးနေတယ်လို့ဖြစ်နေ၏ဒါတော့အင်္ဂလန်ကပရီးမီးယားလိမှာကစားနေတာဆိုပဲ အချို့ဝေဖန်သူတွေကတောင်မြောက်နဲ့အရှိတ်ဘက်ပွဲကြည့်စင်မှာအခမဲ့ကြည့်ခွင့်ပေးလိုက်၍လူပြောက်တော်ဝင်လာပြီးခုလိုစီးမဲ့ကမ်းမဲ့ဖြစ်ရခြင်းဟုဆိုသည်မှန်သိသလောက်မှန်ပါသည်တို့ရတွင်အိုမန်အသင်း၏လက်ထောက်နည်းပြကို ထိမှန်သွားသောအရာကိုပြစ်လွတ်လိုက်သူမှာအထူးတန်းပမပြိသက်ဖြစ်ကြောင်းကိုလည်းထက်ထွက်ပါအောင်နောက်တစ်ချက်စဉ်းစားစရာရှိသေးသည်ခုပွဲမတိုင်ခင်ကခြေစပွဲနှစ်ပွဲကို အင်ရှင်ဖြစ် လက်ခံကျင်းပခဲ့ပူသည် ီလောက်ပြဿနာမတက်ခဲ့မွန်ဂိုလီးယားနဲ့ပွဲမှာကိုကနိုင်လိုက်ပြီးထားပါတော့အိန္ဒိယနဲ့ပွဲတော့ကပွဲပြီးကန်ဒီကြားမှာခြေပါကိုပေးလိုက်ရပြီးအိန္ဒိယကအဝေးကိုနဲ့တက်သွားခဲ့သည်ဘာဖြစ်ခဲ့လို့လဲဒီတော့တိုင်ပတ်အတင်ဘယ်အတင်းလဲဆိုတာကလည်းအရေးပါသောအချက်တစ်ချက်ဖြစ်နေပြန်သည်တကယ်လို့အခုကန်တော့အတင်းဒီအိုမန်မဟုတ်ဘဲတောင်ကိုရီးယားဆိုလျင်ပတ်ဂျီဆန်ပါလာပြီးခြေစမ်းပြမယ်ဆိုရင်ဒါမျိုးဖြစ်ပါမလား တကယ်လို့များမန်ယူအသင်းသားဆိုရင်ဘယ်နဲ့နေမလဲရိုးနီတို့နာနီတို့ဟာနန်ဒက်စ်တို့ကမြန်မာဘက်ကိုတကိုးပြီးတကိုးလှလှပပကန်သွင်းနေပြီဆိုရင်လက်ခုပ်တစ်ဖြောင်းဖြောင်းဖြစ်နေမှသေးကြသည်တကယ်တော့မြန်မာပြည်သက်တည်မြတ်မြတ်တတ်တာအားပေးသည့်နေရာတွင်နာမည်ကြီးခဲ့ပူပါသည်အားနေသောဘက်ကိုပိုးပြီးအလေးတာတတ်တဲ့တာဒကတွေရှိခဲ့သည်ရှင်းတော့ကအကြောင်းလည်းမပြောတော့ပါတိတ်မကြလာသေးသော ကာလာတုန်းကပွဲတပွဲခုသာ ဥပမာပေးပါမည်လူငယ်ခြေစပွဲတစ်ခုကိုမြန်မာကအင်ရှင်ဖြစ်လက်ခံကျင်းပါရာဂူအန်ဘောလုံးအသင်းလဲပါသည်ဂူအန်သည်နိုင်ငံဖြစ်တာမပြောနိုင်သေးသောကျောင်းကလေးတကျောင်းသာဖြစ်သည်လူဦးရေကလည်းနည်းနည်းလေးဘောလုံးအစင်းတန်းကလည်းဟိုးအောက်ဆုံးမှာပွဲတိုင်းဂိုးပြတ်ရှုံးသည်မြန်မာပြည်သက်ကဂူအန်ကိုမြန်မာနဲ့ကစားတဲ့ပွဲအပါအဝင်တခင်းနဲ့အားပေးသည်ဂူအန်ဘောလုံးသမားတွေကကျေးဇူးတင်ကြောင်းတဖဖပြောခဲ့ကြရလေ အဲ့လိုမျိုးကြတော့ဘာပြောမလဲဘာပဲဖြစ်ဖြစ်အိုမန်နဲ့ပွဲတည်အယုတ်ဆိုးအကြီးတန်းသွားခဲ့ကြအောင်ဝန်ခံရမည်သူတို့ကဧည့်သည် ကိုကအင်ရှင်အဲ့ဝစ်ကြည့်ရမည်သူတို့ဘာလို့လို့သဘောထားကြည့်ရမည်ကိုကတောင်းမြင့်ချီတဲ့ဒူအိုကြီးနဲ့ဝိုင်းထားတာသူတို့မှာလူလေးစက္ကန့်လောက်ပဲရှိတာအုပ်စုပဲအနိုင်ကျင့်တာမျိုးမဟုတ်တဲ့ခုတော့ကို့အပြစ်ဖြစ်ရပြီ FIFA ကတက်တက်ညာညာစဉ်းစားပြီးမြပြောတယ် ခုစာရင်းနေခြင်းအထိဘာမှန်းမသိရသည်တံငွေရိုက်ခံရနိုင်သည်အင်ကွင်းကစားခွင့်ဘဏ္ဍပွဲပိတ်လိုက်သည်ဆိုလျင်မြန်မာပြည်သက်ပဲနစ်နာမည်ခွင့်လွတ်ပါれဆိုလျင်တော့တတိပိတ်ချက်တွေတောင်းဆိုချက်တွေတလေကြီးကိုလိုက်ရောပေးရတော်မည်နိုင်ငံတိုင်းသည်အားကစားပွဲများတွင်အင်ရှင်လုတ်ခွင့်ကိုမှတ်မောကြသည်အင်ရှင်လုတ်ခွင့်မရ၍ဝမ်းနဲ့ပလက်ဖြစ်ပြီးတေးတဲ့လူတွေပဲအထုနိုင်ငံများမှာရှိခဲ့သည်အင်ရှင်ဖြစ်ရတာအခွင့်အရေးရလည်းအများကြီးရတာကို လလွတ်လပ်လပ်ဖြစ်သွားသည့်ကိစ္စတစ်ခုကိုပဲကြည့်။ကဘာဖလားပိုက်တော်ချင်းပြိုင်ပွဲကိုမလေးရှားကအင်ရှင်လုတ်ခွင့်ရသည်။အခွင့်အရေးကိုအမိရယူသည်။ထိပ်သီးနှသိမ်းဖြစ်သောမြန်မာနှင့်ထိုင်းတို့ကိုစမီဖိုင်နယ်မှာထိတ်တိုက်တွေ့ရန်ဖန်တီးလိုက်သည်။ဒီတော့မလေးရှားကပွဲချောင်ပြီးဘောလူပွဲကိုအလွယ်တကူတက်သွားသည်။ဒုတိယကတော့ချင်းတည်သွားပြီးမြန်မာကထိုင်းကိုရှုံးသဖြင့်တတိယရသည်။ဒါထက်အရေးကြီးတာကကမ္ဘာအဆင့်သတ်မှတ်ချက်ပင်ဖြစ်၏။ အပြည်ပြည်ဆိုင်ရာပွဲများမှာအောင်မြင်မှု စုတစိရရှိမှုအခြေအနေတွင်မြန်မာကမလေးရှားထက်သာသည်ပြီးတော့အာရှအားကစားပြန်ကွင်းမှာပထမရွှေစိတ်စုကို ပူပူနွေးနွေးရထားသောအသင်းတို့ရတွင်ကမ္ဘာအဆင့်တက်မှတ်ရမှာတော့ကမ္ဘာဖလားပွဲရလက်ကူတာအတည်ယူလိုက်တဲ့ဖြစ်ထိုင်းက၁မလေးရှားက၂မြန်မာက၃ဖြစ်သွားရသည်ဒါဟာအင်ရှင်ဖြစ်ရခြင်းရဲ့အာသာချက်ပါပဲမြန်မာအူမန်ပွဲကိုကြည့်ပြီးမြန်မာပြည်သက်ဟာရန်ကန်ဒလား ရိုင်းဆိုင်သလားကြမ်းတုပ်သလားဆိုသောမေးခွန်းကိုဖေးဖေးမမဖြေရလေမရင်ကျက်သေးတာပါဟုဆိုရမည်ဂယုနာတော်တော်နှင့်ပြောရရင်တော့မြမဘောလုံးအစင်တန်းနှင့်အတူပရိသတ်အစင်တန်းမြမကြီးအတွက်ပါတာဝန်တရက်ပို့လာခဲ့ပြီထို့တူပြဿနာတစ်ခုခု ဖြစ်လာလျင်ဘတ်ဆောင်တောင်းဆောင်ကမတုံးသက်ဖဲတဦးတယောက်ဘဇုတဖွဲ့အပေါ်လုံးဝအပြစ်ပုံချတင်တတ်သောအကျဉ်းစိုးကြီးကိုလည်းပြင်ဖို့အချိန်တန်ပြီးဟု ထင်မိသည်ကိုစရာများ မင်းလူ16ရက်ဩဂုတ်ပေါ်ပြလာကြနေရခုဆက်လက်ပြီးဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့ထားလော်ဘာမာအိုဘာမာဆိုတဲ့အစည်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်အားပေးကြပါအောင်ခင်ဗျာ။ထားလော်ဘာမာ အိုဘားမာအိုဘားမာပထမအကြိမ်သမ္မတရွေးခန့်ရာတုန်းကအလင်းနှမ်းဂျာနယ်မှာစာတပုတ်ရေးခဲ့ပိုးသည် ခုပေးထားသောခေါင်းစဉ်အတိုင်းပင်ဖြစ်သည် စာပေစစ်စစ်ရေးကခွင့်မပြုသဖြင့်ခေါင်းစဉ်ပြောင်းပေးခဲ့ရသည်စောင်းမ၏အဆုံးသက်တွင်အိုဘားမာကတော့ကဘာကြီးကိုပနတီအမှတ်သားပေါ်မှာတည်ထားလိုက်ပြီးဂိုးဝင်အောင်လှလှပပပဲကန်သွင်းနိုင်မလားတိုင်ထိပ်ပြီးတော့ပဲပြန်ထွက်လာမလားအပေါ်ထောင်ဘေးထွက်ပြီးထော်တော့ငုတ်သွားမလား စောင့်ကြည့်ရမည်ဆိုသောသဘောရေးခဲ့သည်ဘလိုရီဖြစ်ခဲ့တယ်ဆိုတာကတော့အားလုံးသိပြီးဖြစ်သောကြောင့်ထပ်မပြောချင်တော့ခုတခါဒုတိယတက်တန်းအတွက်ထပ်မံအရွေးခံရပြီးပြီးချင်းမှာပင်မြန်မာနိုင်ငံကိုအပြေးအလွှာရောက်ရှိလာခြင်းနဲ့ပတ်သက်၍ဝေဖန်သုံးသပ်ကြပုံတွေကိုသာတင်ပြလိုသည်ဒီနေရာမှာလည်းသူပြောသူပြောများပြီးသောအကြောင်းအရာတွေမဟုတ်ဘဲထူးခြားသောအမှတ်ချက်များကိုသာပြောပြကြပါလိမ့်ခေါင်းစဉ်ကိုလည်းဟိုရင်ကခွင့်ပြုချက်မရခဲ့တာကိုပဲ ြောင်းသုံးထားပါသည်။ဥပမာဒုတိယသမရသတန်းပြန်ရွေးခံရခြင်းအတွက်အံ့ဩစရာမရှိ။အမေရိကန်သမိုင်းတွင် သမရအများစုသည်နှစ်ကြိမ်ဆက်တိုက်ရွေးခံရလေရှိသည်။ဂျီမီကာတာအပါဝင် သမရအနှဲငယ်လောက်သာသတန်းတစ်ကြိမ်တည်းနဲ့နားလိုက်ရသည်။ထို့ကြောင့်ဥပမာပြန်နိုင်မယ်ဆိုတာခံမှန်းလို့ရပြီးသားဖြစ်၏။ကျွန်တော်သည်အောက်ခြေအလယ်လက်အထက်တန်းလွာဒူရန်စာဘောင်းစုံနှင့်ထိတွေ့နေရသဖြင့် ်ထင်မြင်ချက်မျိုးစုံကို ကြားသိရ၏တချို့ယူဆတွေကခလေးကလာနိုင်တော်လဲရှုထောင့်ဆုံးစေခြင်းသောကြောင့်ထဲသိမ်းဖော်ပြလိုက်ရပေသည်ဥပမာသည်တမရအဖြစ်ထက်မှန်ရွေးခံရပြီးလာမလဲခင်မှာပဲအမပီတို့အဘဲကြောင့်အပြေးလွှာရောက်ရှိလာသလဲဆိုသောမိကုန်နဲ့ပတ်သက်ပြီးမာယာပြက်ကရင်ရ2012ခုနှစ်ဒီဇင်ဘာ21ရက်မှာကဘာပြက်မယ်လို့ဟောကင်းရှိတဲ့အတွက်နောက်မလာလဲရမှာဆိုတော့အလင်းမြေရောက်လာတာဖြစ်မှာပေါ့ဟုတ်တယောက်ကဆိုသည် ဥပမာလာသွားတဲ့အတွက်ဘသူတွေအကျိုးရှိနိုင်ကြလဲဆိုတော့နောက်ပိုင်းဘသူတွေအကျိုးရှိမလဲတော့မသိဘူးခုလောလောဆယ်တော့စေးတုပ်တဲ့သူတွေတော်တော်အကျိုးရှိသွားတယ်ဒါလည်းဟုတ်တုတ်တုတ်ပဲဥပမာလာတယ်ဆိုလို့အဆောက်အဦတွေစေးအစ်တုပ်ရတာကိုအထူးသဖြင့်ရန်ကုန်တက္ကသိုလ်ထဲမှာတန့်ပြီးတက်လွင်တောက်ပြောင်သွားတာပဲတဲ့စေးတုပ်ခါကတပေပတ်လေကိုအ ਨੇ စုံ250လောက်ရှိသည်ဥပမာမိကွန်းပြောတဲ့ဘွယ်နင်းတပင်ခမ်းမှဆင်းမြင့်နောက်မှာဘလုံးတွေနဲ့တစားဆင်ထားတာကတော့ ရဲတရားချီတာဟုတချို့ကပြောသည်ခုခါမှာမြေကွက်လက်ကျင်းဖြစ်တာကြမ်းရှိတော့တဲ့တချင်ကတမကအဆောင်ဦးနေရာနဲ့ဘူအောင်ကျော်အထိမ့်မဲ့ကြောက်တန်ကိုရောဥပမာကိုပြလိုက်သေးလားကျွန်တော်ကတော့ဘွယ်နင်းသမင်ခမ်းမကြီးတဲ့ကဥပမာမိကုန်းပြောသွားတဲ့နေရာမှာ1984ဒီဇင်ဘာလစန်းပိုင်းတော့ကကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဆရာကြီးဦးတန့်ရဲ့ရုပ်ကလပ်ကိုတင်ပြီးဂုံပြုခဲ့ကြတာမျက်စိတွေမြင်ရောင်နေမိလေ၏။ဥပမာဒီ ရန်ကုန်ကိုပဲလာပြီးနေပြည်တော်ကိုအဘဲကြောင့်မသွားရတနည်းနေပြည်တော်လေးစိတ်မှလေရင်ပြေးလမ်းမများကြီးအရေးသွေးကိုစိတ်မချလို့ဖြစ်မှာပေါ့ဟုခံမင်းတဲ့သူတွေရှိသည်တယောက်ကတော့အိုဘားမားကိုတိတ်အလေးမထားပဲသူစည်းလာတော့ Air Force 1လေရင်ကြီးကိုမှစိတ်ဝင်စားနေပြီဟိုရင်တော့ကမင်းသား Edison Ford ပါဝင်သောလေရင်ကြီးအကြောင်းရုပ်ရှင်ကိုကြည့်ခဲ့ပူတာကိုရုပ်ရှင်တွေကလို့အတက်ကလေရင်ပြန်ပို့တဲ့စင်းပါမပါငင်းကြသေးသည်ဘာပဲဖြစ်ဖြစ်ဗျာ ိုဘားမားရောက်လာတဲ့အတွက်ယုံကြည်ချက်အကျဉ်းသားတွေလွတ်လာတာကတော့အမျက်ပဲဒါပေမဲ့မလူဖက်ကြံနေတဲ့လူတွေအတော်များများရှိနေသေးတယ်ဆိုပဲဗျဒါဆိုရင်တော့နောက်တစ်ခါကြာရင်အလစ်ဇဘက်ဘေးမာကြီးကို ဖိတ်မှဖြစ်မယ်ထင်တယ်ဟုတ်အချီးချဆွေးနွေးသူတွေလည်းရှိသေးတယ်တိုင်းရင်သားတယောက်ကတော့တရုတ်ရိုင်ဖယ်ရီနေရာမှာ M16 တွေအစားဝင်လာမှာတော့စိုးရိမ်နေဗျာအမေရိကန်တပ်နဲ့တွေကချိန်သားပိုကြိုက်တယ်ဗျဟုတ်တွေးပူနေကြသည် ။ဥပမာရောက်မလာခင်ရပ်ပိုင်းလူမှာငလင်လှုပ်သည်။သူပြန်ပြီးနောက်တနေ့ရန်ကုန်မှာအခါမဲ့မိုးရွာသည်။ဒါကြောင့်နမိတ်မကောင်းဘူးဟုအယူသီးတဲ့သူတွေရှိသည်။တချို့ကတော့ဒါကိုလက်မခံ။ဥပမာဆိုတဲ့နမည်ကလက်ကောင်းပြီးသားပဲ။ပြီးတော့ဥပမာဟာရွှေတကုံစေးရီတော်မှာရေသက်ပေတုန်းကတောက်ကြထောင်းပါလေ။ဒါကြောင့်ဥပမာဟာတောက်ကြတာဖြစ်ရမယ်။ကျွန်တော်တို့သမရာကြီးကလည်းတောက်ကြနိုင်မယ်။ဒါကြောင့်ဓာတ်တူနန်တို့ဖြစ်တယ် ဒေါ်စုဟာအင်္ဂါသမီးမဟုတ်လားအောင်ပကလာဆွေသာတော်ရင်မိဖတ်ချင်းဆိုတဲ့စာတို့အရာအင်္ဂါနဲ့တောက်ကြဟာမိဖတ်ပဲပြီးတော့ဥပမာဆိုတာတင်ငန်းငါးပေါင်းရင်17ရတယ်သူမြန်မာပြည်လာတာကလည်းနိုဝင်ဘာလဆိုတော့လေ17လပိုင်းပဲဒါကြောင့်မိဆက်တမီငိမ့်မယ်ဆိုတဲ့အမေကောင်းပေါ်ဗျဟုတ်စောရကတက်တယ်ခုချိန်မှာမြန်မာနိုင်ငံသို့ဥပမာမလာတင်သေးစောလုံးနေသည်ဟုဝေဖန်ကြတာမျိုးရှိသည် လူကြီးတယောက်က အောက်ပါအတိုင်းတုံ့ပြန်သည်စိုးတော့မဟုတ်ဘူးနောက်ကြတာတော်တော်ကြီးကိုနောက်ကြတာဘလောက်ထိနောက်ကြတယ်လဲဆိုတော့အိုဘားမားလီမော်ကဆင်းလာလာခြင်းမှာဟိုရင်တွန်တေးသိမ့်နေရဲ့ထွေးညူဇလန်းတွေကအဖိုးကိုပြောသလိုအလာကောင်းပေမဲ့အခါနှောင်းပြီးမောင်သစ်စာရင်ထွေးညူတယောက်တော့ညီရှင်ရာရှင်စနစ်ဆိုးရဲ့အောက်မှာဘဝကိုလက်မြောက်အရှုံးပေးသွားရှာပြီးခွဲလို့စီးပြောရမှာကွာ ရခိုင်ရေးကိစ္စကိုအကြောင်းပြုပြီးတချို့နိုင်ငံ တချို့အဖွဲ့အစည်းတွေကမြန်မာနိုင်ငံမှာလုံခြုံစိတ်ချရမှုမရှိရင်းနှီးမြှုပ်နှံမှုတွေမလုပ်သင့်သေးဟုတည်င်းလွှင့်နေချိန်မှာဥပမာကငါကိုရိုတိုင်းသွားခဲ့တာဒီထက်စိတ်ချရအောင်မလားဟု အာမခံချက်ပေးလိုက်တယ်လို့ဖြစ်သွားသဖြင့်အလွန်အကျိုးရှိသည်ဟုအကောင်းမြင်သူတွေလည်းရှိသည်ခုလိုဥပမာရောက်လာတာဟာလက်ရှိမြန်မာအစိုးရကိုတိတ်တိတ်တင်ပေးလိုက်တယ်လို့ဖြစ်နေတယ်ဟုပဝင်မကြသူတွေလည်းတွေ့ရသည် သူပြင်ပြောင်းလဲရေးသမားတွေကိုအားပေးတာဟာဒီမိုကရေစီကိုအားဖြည့်ပေးရရောက်တယ်။တောက်ကြအင်အားရှိမှအင်ကာအင်အားရှိမယ်ဟုအကောင်းမြင်သမားတွေကခြေပသည်။တငယ်ချင်းတယောက်ကတော့အားလုံးငယ်တုန်းကခိုးကောင်းကိုဆရာမကမော်နီတာခလိုက်တယ်လို့ပေါ့ကွာ။ဟုတ်ဥပမာပေးသည်။အတက်တန်းကြောင်းမှလုံးကအတန်းထဲမှာခက်ဆူးဆူးခက်ပေပေအကြောင်းသားတယောက်ကိုဆရာမကမော်နီတာခလိုက်တဲ့ဖြစ်အားလုံးအံ့ဩကုန်ကြသည်။ ဆီယမားကတော့အရင်ကလေးကစောင့်ကြည့်အကဲခတ်ခဲ့ပြီးသားဒီကောင်ကစိတ်ရင်းကောင်းတယ်အပေါင်းအသင်းမှလို့သာရှိလိုက်တွင်းနေခဲ့တာမော်နီတာဖြစ်လာပြီဆိုတော့တာဝန်သိစေဝင်လာသည်ကြောင်းမပြီးတော့အတန်းသူအတန်းသားတွေကိုစောက်ရှောက်သည်မော်နီတာဖြစ်ပြီးစာမေးဝဲကြရင်ချက်စရာကြီးဆိုပြီးစာကြိုးစားသည်ဒီလိုနဲ့အเจ้าမှာထူးထွန်ထက်မြက်သောစံပြเจ้าသားဖြစ်လာခဲ့သည်မြန်မာနဲ့အမေရိကန်တို့၏နိုင်ငံဆက်ဆံရေးသည် အချင်းတို့အတွင်းမှာအထူးကောင်းမွန်လာတဲ့အတွက်ပေါ့ပေါ်ကြီးကတော့အရန်စိုးရင်ပူပန်နေမှာပဲဟုမှတ်ချက်ပေးသူတွေရှိသည်အဖြစ်နိုင်ပါဦးအေးစေးပါခုလောက်ဆိုရင်အင်အားကြီးနိုင်ငံတွေကမြန်မာပြည်ပြည်ပုံရှေ့ချတိုးတိုးတက်တက်လဝါချင်းရိုက်ပြီးတော့ရှယ်ယာခွဲပြီးနေလောက်ပြီးတကယ်စိုးရင်ရမှာကသူတို့မဟုတ်ပါဘူးကျွန်တော်တို့မြန်မာပြည်သူတွေကိုယ်တိုင်ကသာစိုးရင်ရမှာပါဟုအကြာမြင့်များသည့်သို့သောပညာရှင်တယောက်ကပြောပါသည်ယခုဖတ်ပြပေးခဲ့တာကတော့ ဆရာမင်းသူရဲ့သူများလို့ဒိုမယိုင်းလည်နဲ့ထလော့ဘာမာအိုဘားမာဆိုတဲ့အစင်းများကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့သောတာရှင်များအားလုံးစစ်အာဏာရှင်စနစ်စိုးအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးပန်းပြည်ဝေသောရွှေရောင်နာကတ်တွေကိုကိုယ်စီပိုင်ဆိုင်နိုင်ကြပါလိမ့်ခင်ဗျာ။